အားလုံးပဲမင်္ဂလာပါညောကောင်းဆက်သတင်း channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးရတော့အမေရိကန်အရာရှိတွေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်လာတဲ့နောက်ွယ်အချောင်းများကိုတင်ပြလာတဲ့အမျိုးသားတွေရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာမျိုးသားကအဲ့ဒီအချောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထားလာမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ပဲမင်္ဂလာပါဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအမေရိကန်စစ်တပ်နဲ့အရာရှိတွေရောက်ရှိလာတဲ့နောက်တွေကအကြောင်းလေးတွေကိုကျွန်တော်အနေနဲ့တုံ့တက်တင်ပြသွားမှာဖြစ်ပါတယ်အဓိကတော့ရိုဟင်ဂျာတွေနေရပြန်ဖို့အခြေတက်ပြီဆိုတဲ့အကြောင်းရင်းဒုတိယချက်ကတော့မြန်မာနိုင်ငံပေါ်မှာတရုတ်ကဩစာလွှမ်းမိုးမှုကိုရှင်းချနိုင်ဖို့ တတိယတစ်ချက်ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲကိစ္စလို့ကျွန်တော်အနေနဲ့ဒီ၃ချက်ကိုပဲထင်မြင်ပါတယ်ဆိုတော့အဓိကကတော့တရင်အရင်မြစ်တွေအရာဆိုလို့ရှိရင်ဒီအချက်၃ချက်ကတော်တော်လေးကိုပေါ်လွင်နေတယ်နံပါတ်၁တစ်ချက်ကရိုဟင်ဂျာတွေနေရပြန်ရေးကိစ္စကကျွန်တော်တို့ဘင်္ဂလားဒေ့ရှ် ဒါပြတ်အစိုးရယူနော့စ်တက်လာပြီးတဲ့နောက်ပိုင်းမှာအီရိုဟင်ဂျာတွေကိစ္စကိုသူအပြတ်ရှင်းဖို့အတွက်သူစူးစမ်းတယ်။ဆိုတော့ဒီဇလန်ကယူနော့စ်ဘက်ကတောင်းဆိုတဲ့ဇလန်လည်းဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့မစ္စတာယူနော့ကသူကဒီအမေရိကန်တို့ UN တို့မှာအလုံးတမပေါက်ရောက်တဲ့ပုံကိုတယောက်ဖြစ်တယ်။ဟိုရှိတ်ဟာစီနာလိုမျိုးမဟုတ် ဆိုတော့ဒီပုံကဒီလိုဟင်ကြာကိစ္စနဲ့ပတ်သက်ပြီးတော့သူ့လက်ချက်မှာသူအပြက်ကိုသူရှင်းမှာဒီဇလန်းကိုသူအပြက်ရှင်းမှာသူ့နိုင်ငံထဲမှာလူဦးရေတန်းတန်းကျော်ကိစ္စကိုသူထပ်ပြီးတော့ချိန်ဆွဲမှာမဟုတ်ဘူးအဲ့ဒီအတွက်ကို သူအမေရိကန်ကိုနံပါတ်၁သူအကူအညီတောင်းတယ်နော်အဲ့ဒီချက်ရှိရပါတော့ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့အမေရိကန်ကိုအကူအညီတောင်းရတာလဲဆိုတော့နံပါတ်၁တစ်ချက်ကအမေရိကန်တွေကဒီလိုဟင်ကြာတွေရဲ့ အပေါ်မှာ2019ခုနှစ်ခရက်ကနေစပြီးတော့အစားတောက်နဲ့ဆေးဝါးစတဲ့အစားအစာအရာရောကိုကူညီထောက်ပံ့ပေးခဲ့တာတွေရှိတယ်။နောက်တစ်ချက်ကကြတော့ဟလာ US EU ဟလာ OIC ASEAN စတဲ့နိုင်ငံတွေကလည်းပဲဒီပြဿနာကိုအပြည့်ရှင်းဖို့အတွက်ကိုဖိအားပေးနေတဲ့သဘောရှိတယ်။ဒါကြောင့်မို့လို့လေ UNOS ရဲ့ကူညီတောင်းခံမှုနဲ့ဒီ American စစ်တပ်ရဲ့ဟလာကူညီမှုလို့ကျွန်တော်မြင်တယ်ပေါ့နော်။ဒုတိယတစ်ချက်က ဒီအမေရိကန်တွေကလည်းเนาะသူ့အတွက်အကျိုးမရှိဘူးဆိုရင်တော့ကိစ္စတစ်ခုကိုဖြေရှင်းလို့မရှိဘူးသူတစ်ဖြင့်ဒီလက်ရှိတက်လာတဲ့သမ္မတဒေါ်နယ်ထရပ်ဆိုတော့သူ့အတွက်အကျိုးမြတ်ကဘာရှိလဲဆိုတော့သူ့အတွက်အကျိုးမြတ်ကဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူတိတ်သဘောကျတဲ့ပထဝီအနေထားကိုသူမြင်ထားတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူသဘောကျတယ်လို့သူမြင်ထားလဲဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံရဲ့ အပေါ်မှာတရုတ်ရဲ့ဩဇာတွမ်းမှုမှုကရှိနေတယ်။အဲ့ဒါကိုသူကဒီတရုတ်ရဲ့ဩဇာကိုနှွမ်းမှုမှုကိုသူ short ချဖို့အတွက်ကိုသူစူးစမ်းတယ်။စူးစမ်းတဲ့အခါကျတော့သူကဘာလုပ်လဲဆိုတော့သူကအရင်ဆုံးမြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဇက်မှာသူလာပြီးတော့ဟာလာနေရာယူထားမှဖြစ်မယ်။ဒါကြောင့်မို့လို့တရုတ်ကိုသူကဒီ proceed ဝါလုပ်တဲ့နေရာမှာသူဟာလာအတုံးတဲ့။တော့ဒီနေရာဟာသူ့ရဲ့တန်ဖိုးကြီးတယ်။ ဆိုတော့တစ်ခုခုဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူအတုံးချလို့ရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်။နောက်မြန်မာနိုင်ငံရေးအပြောင်းအလဲဆိုလို့ရှိရင်အခု NUG အပါအဝင်ဟလာနိုင်ငံတကာအဝင်ဝိုင်းကဒီမြန်မာစစ်ကောင်းဆောင်ကိုဘယ်သူမှမကြိုက်ဘူး။အဲ့ဒီခါကျတော့ဒီနိုင်ငံရေးအပြောင်းအလဲမှာဟလာဟိုဒီဖြစ်သွားပေါ့နော်အပြောင်းအလဲဖြစ်စေဖို့အတွက်ကိုကြီးရွယ်ပြီးတော့ဒီနေရာကိုသူရောက်အောင်လာတယ်လို့ကျွန်တော်မြင်နေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တကယ်လို့သူတို့ကုညီပေးုံပဲတက်တက်ပေါ့နော်အခုလောလောဆယ်ကတော့ ဟာလာဟိုဘင်္ဂလားဒေ့ရှ်ကိုဟာလာစစ်တပ်ကကူညီပေးမယ်ဆိုတော့လက်နက်အင်အားကူညီပေးမယ်လို့တော့တင်းထုတ်ပေါ်တာမရှိဘူးပေါ့နော်ဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဟာလာတချို့ကိစ္စတွေကိုဟာလာကူညီထောက်ပံ့ပေးမယ်ဆိုတော့ပုံစံလေးပဲပြောထားရုံနဲ့ရှိသေးတယ်တိုးတော်လည်းပဲဒီအကူအညီလေးတွေပေးဖို့အတွက်ဒီအမေရိကန်စစ်တပ်ကြီးကဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုဝင်လာစရာအကြောင်းမရှိဘူးနော်ဒါဒါဒါကျွန်တော်တို့ပြန်ကြည့်အောင်ပေါ့နော်ဆိုတော့အခုဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုသူဝင်လာတဲ့အထူးကတစ်ချက်ကပါလဲဆိုတော့ ရိုဟင်ဂျာတွေနေရပြန်မယ်ဆိုရင်အဓိကပြဿနာက AA နဲ့ဆိုတော့ AA ကအမှန်တကယ်ဆိုလို့ရှိရင်တော့သူက AA ကိုလက်ခံပြီးတော့ဆွေးနွေးမှာမဟုတ်။ဒါကြောင့်လဲဆိုတော့အမေရိကန်တွေကတရားမဝင်တဲ့အဖွဲ့အစည်းတွေနဲ့တိုက်ပြီးစကားပြောလို့မရှိဘူးပေါ့နော်။ဆိုတော့ဒါကတော့ကျွန်တော်နိုင်ငံရေးအရာသုံးသက်တာဖြစ်တယ်ပေါ့နော်။အမေရိကန်တွေကိုကျွန်တော်မြှောက်ပေးတာမဟုတ်အားပေးတာလည်းမဟုတ်ပါဘူး။ထောက်ခံတာလည်းမဟုတ်ပါဘူး။ဒါပေမဲ့လက်ရှိအခြေအနေအရနော်ဘင်္ဂလားဒေ့ရှ်ကိုအမေရိကန်စစ်တပ်ရောက်ရှိလာခြင်းရဲ့အခြေအနေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့เนาะအမေရိကန်เนาะပါဝင်เนาะဒီကိစ္စကိုပူးပေါင်းဆောင်ရွက်လို့ရတဲ့အခြေအနေရ။အခုရှိတာက AA ကဟာလာဟိုတိုင်းသားလက်နက်ကိုင်တွေကဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ AA အပါဝင်ဒီမှာနိုင်ငံကြီးရဲ့တိုင်းသားလက်နက်ကိုင်တွေအမေရိကန်ကို ထောက်ခံမယ်เนาะအမေရိကန်ကိုအားပေးမယ်ဆိုလို့ရှိရင်တော့ဟာလာဒီမြန်မာစစ်တပ်ကအ мян ဆုံးဟာလာကြာသွားနိုင်တယ်အခြေအနေတစ်ခုရှိတယ်။ဆိုတော့နိုင်ငံကြီးအပြောင်းလဲလဲပါတယ်ပေါ့နော်ဒီအချက်၃ချက်ပေါ့နော်။ ဒါဒီအချက်၃ချက်ကိစ္စနဲ့ပဲသူဒီနေရာကိုရောက်ရှိလာတယ်လို့ကျွန်တော်နေနဲ့မြင်တယ်။နောက်တစ်ချက်ကကျတော့ဒီကဒီပြဿနာတွေကဟိုဒီလိုမှမဖြစ်ရှင်းဘူးဆိုလို့ရှင်နောက်အမေရိကန်တွေတော့ကဟိုဘလို့မှအဆင်မပြေနိုင်ဘူး။ဒါကြောင့်မို့လို့ဒီ proxy တစ်ခုအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအတုံးချတယ်လို့ပဲကျွန်တော်မြင်တယ်။အဓိကကတော့ရိုညာကိစ္စကိုကူညီတယ်လို့လို့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအားပေးတယ်လို့လို့ ဘာကြောင့်လဲဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူဦးရေတန်တရာ90%ကျော်ရှိပြီမဲ့စစ်တပ်ကမရှိဘူးဗျစစ်တပ်ကလူဦးရေ3ကနန်းလောက်ပဲရှိတယ်နော်3ကနန်းဆိုတာကသူ့နိုင်ငံကလူဦးရေနဲ့ရှင်းမဲ့ဆိုရင်ဟိုနယ်ကြားဆောင်တက်လောက်ပဲရှိတာဆိုတော့တကယ်တမ်းဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်မှာဆယ်ရာမရှိဘူးမရှိတော့ဒီသူ့အနေနဲ့တော်တော်အကူအညီလိုနေတဲ့သဘောရှိတယ်ဗျရိုညာကိစ္စကိုကင်ွယ်ပြီဆိုရင်ဘင်္ဂလားဒေ့ရှ်ကအင်အားလိုတယ်ဆိုတော့ဟိုအင်အားဆိုတာကအမေရိကန်ရဲ့အင်အားတိုက်ရိုက်လဲလိုအပ်တယ်လို့ ဓိကကလက်နက်အင်အားလည်းလိုအပ်တယ်။နောက်ဟိုအကျွေးစနစ်နဲ့လက်နက်တွေရောင်းမယ်ဆိုရင်တော့ဘင်္ဂလားဒေ့ရှ်အစိုးရကအမေရိကန်ခွင့်ပြုမှပဲဝယ်လို့ရတာ။အော်ဘလို့လဲမဆိုအမေရိကန်ကိုလည်းသူမဟာမိတ်လုပ်တဲ့သဘောမျိုးပေါ့နော်။ကျွန်တော်အနေနဲ့ဒီလိုပဲမြင်တယ်ပေါ့နော်။အထူးသဖြင့်ကတော့ဓိကဟလာနောက်ဆက်တွဲအကျိုးဆက်တွေအနေနဲ့ဘာတွေဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ကဒီဇလန်းကိုကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်။အဲဇလန်းကတော့စောစောကရ ेंजर တွေနေရာပြောင်းရေးကိစ္စပဲဆိုရင်တော့ ပြဿနာတော့အဲ့လောက်မကြီးဘူးအလုံး AC သွားနိုင်တယ်။သို့တော့ဟိုတရုတ်ကအာနာပါဝါကို short ချဖို့အတွက်ဆိုတဲ့ဒုတိယချက်ကတော့နည်းနည်းမြန်မာနိုင်ငံအတွက်တော်တော်အန္တရာယ်များတယ်ပေါ့နော်။ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်တော့ကိုအာ risk တားကြီးတယ်။ဆိုတော့အဲ့ဒီအပေါ်မှာအာဒီအချက်၃ချက်နဲ့ပဲဟာလာအမေရိကန်တွေဘင်္ဂလားဒေ့ရှ်ကိုရောက်လာတယ်လို့ကျွန်တော်မြင်တယ်။ဆိုတော့ကျွန်တော်အနေနဲ့ကတော့အဲ့ဒီလိုပဲကျွန်တော်သုံးသက်တယ်ဆိုတော့အခုနိုင်ငံရေးသမားတွေကတော့အများကြီးသုံးသက်ထားတာရှိတယ်ပေါ့နော် ဆိုတော့ကျွန်တော်အနေနဲ့အဲ့ဒီအချက်၃ချက်ကိုကျွန်တော်ဒီလိုပဲတုံ့တက်ပါတယ်မိတ်ဆွေတို့ရောဘယ်လိုမျိုးတုံ့တက်ပါလဲကွန်မန့်မှာကျွန်တော်ကိုပြောခဲ့ပါအောင်ကျေးဇူးတင်တယ်အားလုံး